ရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေနှုတ်ပါတော်ထဲမှာဖျားသခင်ကသူ့ရဲ့သားသမီးတွေကိုကြောင်းမစေခြင်းနဲ့အသက်နဲ့ပြည့်စုံစေခြင်းနဲ့ဝမ်းမြောက်စေခြင်းနဲ့ထာဝရအသက်နဲ့ပြည့်စုံစေခြင်းနဲ့ဖျားဖြစ်တယ်အဲ့တော့ဖျားသခင်ကသူ့ရဲ့သားသမီးတွေအတွက်သူတို့ရဲ့အနာဂတ်သူတို့ရဲ့ဘဝအတွက်နှုတ်ပါတော်ပေးထားတာဖြစ်တယ်အဲ့ဒီနှုတ်ပါတော်ကကျွန်တော်တို့ရဲ့လမ်းခီဖြစ်တယ်ဆလာတ139တရား9မှာနှုတ်ပါတော်ဒီအကျွန်ုပ်ချိန်ရှိမှမြစ်ခွက်ဖြစ်၍အကျွန်ုပ်လမ်းခီကိုလိမ့်စေတယ်လို့ပြောပါတယ် မိတ်ဆွေတို့နှုတ်ကပတော်ဟာကျွန်တော်တို့ဘယ်လိုသွားမလဲဘယ်လိုအသက်ရှင်မလဲဘယ်လိုထိုင်မလဲဘယ်လိုသွားမလဲမိခွက်ကနှုတ်ကပတော်ဖြစ်တယ်အလင်းကနှုတ်ကပတော်ဖြစ်တယ်ဆလာတ139တ30မှာနှုတ်ကပတော်ဖွင့်ပြခြင်းဒီအလင်းကိုပြည့်ရမလိမ္မာတော်သူကိုလိမ္မာဆယ်တယ်လို့ပြောပါတယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်တို့အမောင်ထဲမှာအလင်းမရှိဘူးဆိုရင်စံတော်ဝါခလုတ်တိုက်ပြီးတော့ချော်လဲမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဘဝအနာကအလင်းပေးမဲ့သူကနှုတ်ကပတော်ဖြစ်ပါတယ်အဲ့တော့နှုတ်ကပတော်ဖတ်ဖို့လိုတယ်နှလုံးသွင်းဖို့လိုတယ်ချက်မှတ်ဖို့အင်မတန်မှအရေးကြီးပါတယ် ဒါဆိုရင်နှုတ်ပေါတော့ဟာစုံလင်တော့နှုတ်ကပါတော့ဖြစ်တယ်နှုတ်ပေါတော့ခန္ဓာအတွက်လည်းဟုတ်တယ်စိတ်အတွက်လည်းဟုတ်တယ်ဝိညာဉ်အတွက်လည်းဟုတ်တယ်စိုက်ပျိုးရေးအတွက်လည်းဟုတ်တယ်အုပ်ချုပ်ရေးအတွက်လည်းဟုတ်တယ်ဝိညာဉ်ရအတွက်လည်းဟုတ်တယ်အိမ်ထောင်ရေးအတွက်လည်းဟုတ်ပါတယ်စုံလင်တော့အရာကနှုတ်ကပါတော့ဖြစ်ပါစတော့နှုတ်ပေါတော့အဲမှာခန္ဓာကြားမှာပို့အတွက်ဟိုဟာမစားရဘူးဟိုဟာစားရမယ်စားရမယ့်အရာနဲ့မစားရမယ့်အရာတခုရှိတယ်အဲ့ဒါကခန္ဓာအတွက်ကြားမှာပို့ဖြစ်ပါတယ်မိတ်ဆွေတို့အဲ့တော့ကျွန်တော်စိုက်ပျိုးရေးအတွက်လည်းဖခင်နှုတ်ပေါတော့ကပြောထားပါတယ် ၃နှစ်ပြည့်ရင်ဆိုတော့အတီးတီးပြီဆိုရင်မခုရဘူးမစားရဘူးလို့ပြောပါတယ်ဆိုတော့နှုတ်ကပတော်ဟာကျွန်တော်တို့အတွက်စုံလင်တော်နှုတ်ကပတော်ဖြစ်ပါတယ်ဆိုတော့ပြည့်ကျွေဝဖို့အတွက်ဖခင်နှုတ်ကပတော်ပေးထားတာဖြစ်တယ်ဆိုတော့နှုတ်ကပတော်ထဲမှာဘာတွေ့ရလဲဆိုတော့ဆွန့်ကျက်တတ်တော်သူတွေကျွေဝလိမ့်မယ်လို့ပြောပါတယ်လုကာ6:38မှာသူတစ်ပါးအပေးကြလို့ပေးလိသူတစ်ပါးတွေတင်တို့အားပေးကြလိမ့်မယ်အမှားချင်းမြတ်မကတင်းတွေလေလှုပ်လေရှန်လေးရဲ့ရှစ်ချင်းနဲ့တင်တို့ရုပ်ခွင်၌ပေးကြမယ်လိမ့်မယ်လို့ပြောပါတယ် မိတ်ဆွေတို့2025ကိုကျွေးဝတော့အသက်တာနဲ့အဥ္စာကျွေးဝခြင်းနဲ့တွားမယ်ဆိုရင်တော့ပီးကန့်ခြင်းနဲ့တွားမှာဖြစ်မယ်ပီးကန့်နေဆိုတာစိုက်ပြုတ်ခြင်းနဲ့အတူတူပဲပီးကန့်ခြင်းဆိုတာစိုက်ပြုတ်ခြင်းပဲမိတ်ဆွေအရင်တုန်းကစိုက်ပြုတ်ခဲ့တဲ့ဟာအကျိုးကိုဒီနေ့ရိပ်သိနေရတာဖြစ်တယ်အနာဂတ်အတွက်ရိပ်သိဖို့အတွက်ဒီကနဲ့ယုံကြည်ခြင်းနဲ့စိုက်ပြုတ်ဖို့အတွက်ရည်ကြည်ပါတယ်စိုက်ပြုတ်တဲ့အခါအကောင်းဆုံးသောအရာတွေနဲ့စိုက်ပြုတ်ဖို့ဖြစ်ပါတယ်အဲ့တော့နှစ်ကောခန်းကြီးကိုအပိုင်ငယ်6ခုနဲ့မှာအနည်းငယ်တော့ music ကိုကျဲတော်သူတွေ စဘာအနေငယ်သာရည်ရမယ်။မြားစွာကျဲတော်သူတွေမြားစွာရည်ရည်ရမယ်။မိတ်ဆွေတို့ကျွန်တော်စိုက်တဲ့ပမာဏအတိုင်းရိတ်သိမ်းခွင့်ကိုဘုရားသခင်ကပေးပါတယ်။အဲ့တော့ဒီနေ့ကျွန်တော်တို့ဘဝအနာကအသက်စိုက်ပြုတ်ခြင်းရိတ်စိုက်ပြုတ်ခြင်းနဲ့ကျွန်တော်တို့တွားဖို့လိုတယ်။စိုက်ပြုတ်တဲ့အခါဘယ်သူမှမသိဘူး။ဒါပေမဲ့ရိတ်တဲ့အခါတော့လူတွေတော်တော်တွေးမှာဖြစ်တယ်။စိုက်တဲ့အခါသူများမသိဘူး။အတီးတီးတဲ့အခါလူတွေတွေးမှာဖြစ်တယ်။မတ်တဲ့6မှာအစဆောင်ဆုတောင်းခြင်းနဲ့ပေးကမ်းခြင်းကိုသူကမထင်ရှားမထင်မရှားလုပ်ဖို့အတွက်ပြောပါတယ်။ငါအစဆောင်နေကွာ 我不如一帮绿色山上嘞，庄稼是也没路，没天没下山上不路的。别讲起来庄稼是也没路，我不老路嘞，我不老路开嘞，我不多个把老路开的嘞，庄稼是也没路，没天没下，表也没哎呀个，山上树当起来，别讲切片嘞，来样来表都木过，来我来他们家没地生的路表嘞。哎呦，没说的，没天没下山上树当起来哎呀的，没天没下，假如说别讲开嘞，晒表开嘞哎呀的呀，路的没对吧？他们不都对了，拍压对了，拍压对了，啊，钱当多啊看。 အပင်ပေါက်လာမယ်အတီးတီးပြီးတော့မြောက်များစွာတော့အတီးတီးတဲ့အခါလူတကာမြင်ရမှာဖြစ်တယ်မိတ်ဆွေတို့တိပိတိပိရဲ့အမြင့်ပိုင်းကလူတွေမတွေ့ရဘူးဒါပေမဲ့အတီးတီးလူတွေမြင်ရပါတယ်အဲ့တော့မိတ်ဆွေတင်လှုပ်ရစွာပေးကန်းတဲ့ဟာဒီအားလုံးကအချင်းတားအတီးတီးလာလူတကာမြင်ရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်စိုက်ပြုတ်ဖို့အတွက်အရေးကြီးတယ်နည်းနည်းစိုက်ရင်နည်းနည်းပဲပေါက်မယ်များများစိုက်ရင်များများပေါက်ပြီးတော့များများအတီးတီးမှာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျွန်တော်တို့ပေးကန်းခြင်းနေရာမှာ ਨੇ ကျွန်တော်တို့တွားဖို့အရေးကြီးပါတယ် တော့ကျမ်းစာဘာပြောလဲဆိုတော့တယောက်ဟဲ့ကြာ35အပိုင်ကစင်မှာအကယ်စင်စစ်သူအားပေးရမယ်ပေးတော့အခါနှမျောတော့စိတ်မရှိရ။ကျောင်းမကထူဒါနာကြောင့်တေးဖြတ်ခင်ထောင်ရပြတယ်တင်ပြုတ်လေရရလှုပ်ဆောင်လေရနဲ့ကောင်းကြီးပေးမယ်လို့ပြောပါတယ်။မိတ်ဆွေစေတနာစိတ်နဲ့ပေးပါဖယောင်းချစ်တဲ့စိတ်နဲ့ပေးပါ။တကယ်ပဲပြုတ်ပြုတ်လေရလှုပ်ဆောင်လေရနဲ့ဖယားတင်ကိုကောင်းကြီးပေးမှာဖြစ်တယ်။2025ရဲ့အဦးသီးတွေထည့်ကြပေးပြီလားမိတ်ဆွေတို့မိသွားတယ်ဆိုရင်ပြန်ပြီးတော့တတိယပြီးတော့ပြန်ပေးပါ တိုက်သွင်းလို့ဆိုချင်ပါတယ်ဆိုတော့2025အတွက်အဥတီတော်အတိအက်ကိုလည်းအချိန်ကိုလည်းပေးပါငွေချေးအပြည့်လည်းဖျောက်ပေးပါ2025ရှံထွက်တော်နှစ်ဖြစ်မှာဖြစ်တယ်ရောက်စီတာပြကောင်းကြည့်ပေးပါစေ